ဒီခိုင်ပြုတ်ပါတယ်ရည်ရောပြည်ဥပ္ပိပြုတ်တယ်ဒီသူတော်တော်ကိုယ်စလဲလောက်ကြည့်ရွေးချယ်ချေတော့ခံတယ်ကိုယ်စလဲလောက်ပြပြန်ဖြစ်ပါတယ်အမ်ပြူလွေကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်တဲ့အကြောင်းကပထမဆုံးကျွန်တော်ဒီမှာဟိုဘာကြောင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အနေနဲ့ရွေးချယ်ရဲတင်မြောက်ခံဖို့ပေါ့နော်အဲ့ဒါကိုဝင်ရောက်ရှင်ပြိုင်တဲ့ဆိုတော့ရှင်ပြကျင်တာပေါ့ဆိုတော့ကျွန်တော်ကတက်မတော်မှာလဲတောင်းထမ်းဆောင်ခဲ့တာပေါ့နော်အခုလဲအစိုးရမှာ အစိုးရဌာနမှာကျွန်တော်တောင်းထမ်းဆောင်နေတဲ့အခါကျတော့တမရုံမှာတောင်းထမ်းဆောင်နေချိန်မှာမြန်မာနိုင်ငံတနိုင်ငံလုံးပေါ့နော်တနန်တလျားကျွန်တော်တောင်းထမ်းဆောင်ဝင်ရတဲ့အတွက်ကြောင့်တိုင်းသားပြည်သူလူထုတွေနဲ့ကျွန်တော်မှာညှင်းနှီးမှုတွေရတယ်ထိတွေ့ဆက်ဆံခွင့်တွေရတယ်ပြီးတော့သူတို့ရဲ့ယဉ်ကျေးမှုတွေဓလိထုံးစံတွေကျွန်တော်လေ့လာနိုင်တာပေါ့ဒီလိုလေ့လာနိုင်တဲ့အခါမှာကျွန်တော်မှာပညာတွေတိုးပွားရတယ်အသိပညာတွေအတတ်ပညာတွေဘုသူတာတွေအများကြီးပဲရခဲ့တယ်ကျွန်တော်တောင်းထမ်းဆောင်တဲ့အချိန်မှာလည်း အဲ့တောင်းထောင်းဆောင်တဲ့နေမြေဒေသမှာအတတ်နိုင်ဆုံးကျွန်တော်ပြည်သူအကျိုးအတွက်ပေါ့တုတ်ပေးနိုင်တာသူတုတ်ပေးခဲ့တာပေါ့လေအဲ့ဒီလေးကကျွန်တော်မှာတော့ဒီအများအကျိုးအတွက်တယ်ဖို့ထမ်းဆောင်ရခြင်းတဲ့ဆိုတဲ့စိတ်စားနာတော့ကျွန်တော်မှာရှိတာပေါ့နောက်ဒီဘက်မှာအစိုးရတောင်းထမ်းဆောင်တဲ့ချိန်မှာလည်းကျွန်တော်နိုင်ငံတော်ရဲ့တောင်းပေးစေရကော်မတီတွေကော်မရှင်တွေမှာလည်းတောင်းထမ်းဆောင်ခဲ့ရတဲ့လုပ်ငန်းကြီးရှိတယ်အဲ့ဒီပြင်တောင်းထမ်းဆောင်နေတဲ့ချိန်မှာဒီပနိုင်ငံတွေကိုကျွန်တော်ဆီလွတ်တဲ့အတွက်ကြောင့် ဒီဘတ်နိုင်ငံတွေကနေပြီးတော့လိလာနိုင်တဲ့လိလာခဲ့တဲ့ဘုသူတာတွေအတွေ့အကြုံတွေရှိတာပေါ့ဒီအတွေ့အကြုံတွေကိုအခြေခံပြီးတော့ကျွန်တော်တို့ဒီတက်မတော်ကနေကျွန်တော်အနာယူပြီးပြင်ဆင်သွားပြီးဆက်ပြီးတော့ကျွန်တော်တောင်းထားဆောင်မယ်ဆိုလို့ရှိရင်ဒီရထားတဲ့အခြေခံပေါ့နော်ဘုသူတာတွေပညာရက်တွေဒါတွေကိုကျွန်တော်ဘယ်လိုအသုံးချရမလဲဆိုတာစဉ်းစားပြီးတော့အဲကျွန်တော်ဒါဆိုလို့ရှိရင်တော့ငါဆက်ပြီးတောင်းထားဆောင်မယ်နိုင်ငံတော်အတွက်ကိုကိုတင်ထားတဲ့ပညာတွေကိုကိုလေ့လာထားတာစီးပူးထားတယ်လို့ အလဟတ်တမဖြစ်စေရဘူးဆိုတဲ့စိတ်နဲ့ပေါ့နော်ကျွန်တော်တာဝန်ဒီဒုတိယကပွဲကြီးမှာကျွန်တော်ပါဝင်ပြီးတော့ရှင်မြန်ရွေးခန့်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တာပါယနေ့ကျွန်တော်ပြောကြားခဲ့တဲ့ပြည်ဝပါတီကနေပြီးတော့မှကျွန်တော်မြို့သားလူတော်ကိုယ်တိုင်လောင်းဖြစ်တာဝန်ပေးပါတယ်မင်္ဂလာပါခင်ဗျာနော်ကျွန်တော်ကျွန်တော်ပြောင်းကြခဲ့တဲ့ဖွေဖွေးပါတီမှာ เนาะ2010ကနေပြီးတော့မှအခု2025အထိကိုကျွန်တော်ကဒီခြံဥက္ကဋ္ဌတောင်းဝင်ကိုထမ်းဆောင်ပြီးတော့မှဒါကျွန်တော်တို့မြို့လေးကအရင်ဆုံးကျွန်တော်တို့မြို့လေးအကြောင်းကိုရှင်းပြပါမယ်ကျွန်တော်တို့မြို့ကဒါတောင်လီကားမြို့လေးเนาะဒါတကယ်ကိုအေဂျင့်နဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်เนาะမြို့လေးတစ်မြို့ဖြစ်တဲ့အတွက်ကျွန်တော်တို့မြို့ရဲ့မဲဆန္ဒရှင်မိဘပြည်သူတွေကို ဒါကျွန်တော်ရဲ့ကျွန်တော်တင် जा တဲ့เนาะအတိပညာအတတ်ပညာကျွန်တော်မဟုတုတ္တရနော်ကျွန်တော်ပါတီကနေကျွန်တော်ပြုစုပို့ထောင်ပေးတဲ့နိုင်ငံရေးအတွေ့အကြုံတွေဒါတွေနဲ့ကျွန်တော်ပေါင်းဆက်ပြီးတော့မှကျွန်တော်တို့ပြင်ဦးလင်းမန္တလေးတိုင်းနဲ့ပြင်ဦးလင်းမှာရှိတဲ့ပြည်သူပြည်သားတွေကိုသူတို့ရဲ့ဒေသအကျိုးနော်ပြည်သူတွေရဲ့လူမှုစီးပွားကိုပြိုးထုတ်တဲ့အောင်နော်ကျွန်တော်မျိုးသားလွတ်တော်ကိုယ်တော်လှည်လောင်းနေတဲ့ အစွမ်းကုန်ကြိုးစားပါမယ်အဲ့တော့ကျွန်တော်မြို့သားလွတ်တော်ကိုယ်တိုင်လောင်းအဖြစ်ကိုအာကျွန်တော် KI 3 KI ပြန်ရမှာဖြစ်ပါတယ်เนาะ KI 3 KI မှာကအဲပထမအဆုံးအနေနဲ့ပြည်ဦးလင် KI အဲအောင်မြင်သာသန် KI တပိတ်ချင်း KI KI 3 KI ဖြစ်ပါတယ် KI 3 KI မှာကကျွန်တော်မြို့ကခုနှစ်မြို့ရှိပါတယ်เนาะလက်ရှိကျွန်တော်တို့ကဒါဘာလို့ဆိုထွေထွေရေကောက်ပဲမှာစင်ကူးမြို့နဲ့ငိုကိုမြို့ကတော့ရေကောက်ပဲမှာ မပေါဝင်နော်အဲ့တော့ကျွန်တော်ကျန်တဲ့၅မျိုးရှိပါတယ်၅မျိုးမှာကျွန်တော်တို့အရင်ဆုံးအပိုင်းလိုက်ဒီကျွန်တော်ရှင်းပြဟိုရှင်းပြရင်မှာဖြစ်တဲ့အတွက်ရုပ်ကောက်ကိုကျင်းပမှာဖြစ်တဲ့အတွက်ပထမပိုင်းမှာကျွန်တော်တို့ပြီးပြင်းဦးလင်မျိုးနဲ့အောင်မေတာဆန်မျိုးနဲ့ပါပါတယ်နောက်ဒုတိယပိုင်းမှာကျွန်တော်တို့ဒါဒီအခြားမျိုးတွေတတိယပိုင်းဒုတိယပိုင်းတတိယပိုင်းဒါမှကြီး၅မျိုးနဲ့လုံးကျွန်တော်ဝင်ရောက်ရှင်းပြပြီးတော့မှအဲကျွန်တော်တို့မဲဆန္ဒရှင်မိဘမိဘပြည်သူတွေ ပေးတဲ့မဲနဲ့ရလက်နဲ့ကျွန်တော်တို့ဒါအောင်မြင်မှုရရှိမှာ ဖြစ်ပါတယ်နော်အဲ့တော့မဲဆန္ဒရှင်မိဘပြည်သူများကိုအာကျွန်တော်ရဲ့တက်နိုင်တဲ့ကျွန်တော်ရဲ့ဒါအတိပညာဘ ഹു တူတာတွေနဲ့အာလုံးပေါင်းဆက်ပြီးတော့နိုင်ငံရေးအတွေ့အကြုံနဲ့ပေါင်းဆက်မိဘပြည်သူတွေရဲ့အကျိုးစီးပွားကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်အစွမ်းကုန်စွန့်စွန့်တက်မှဆောင်ရွက်ပါမယ်လို့ပြောချင်ပါတယ်။ဒီကိစ္စမှာဒါဆိုအားလုံး ကုန်းကြီးပါဆိုင်ပါလားရှန်တိုင်းသားတွေအပါဝင်တိုင်းသားတွေအားလုံးကနေရာဒေသအနှံ့မှာပြန့်ကျဲနေတာကိုကျွန်တော်တို့ကစီစီလုံးညီညွတ်နဲ့သူတို့ရဲ့လိုအပ်တဲ့အခွင့်အရေးတွေမှန်သမျှကျွန်တော်ဖော်ဆောင်ပေးခြင်းလို့ပါဒေသဖွံ့ဖြိုးရေးရရွာအချမ်းတည်ငြိမ်ရေးနဲ့ကျွန်တော်တို့ပြောလည်မြို့နယ်မန္တလေးတိုင်းဒတိုင်းလိုတည်ငြိမ်အေးချမ်းရနဲ့စာဝတ်နေရေး လူမျိုးရေးကြမ်းရေးပညာရေးဖက်ပေါင်းဆောင်ကဒီတိုင်းသားတွေရောကျွန်တော်ဒီမှာရှိတဲ့မဲဆန္ဒရှင်ပြည်သူတွေရဲ့အကျိုးကိုပေါ်ဆောင်ခြင်းလို့ကျွန်တော်ဝင်ရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာဒီတကြိမ်ကတော့ဘာပဲပြပြောကျွန်တော်ရခိုင်ရင်းတော်တော်များများမျောလင်းထားပါတယ်ကျွန်တော်ဘာဖြစ်လို့ဆိုတော့2015မှာလည်းပြိုင်မှုတယ်2018ကြားဖြတ်မှာလည်းပြိုင်မှုတယ်အဲဒီတော့ကျွန်တော်ဒီပြုံးလွင်ဒေသကရှန်တိုင်းသားမဲဆန္ဒရှင်တွေကကျွန်တော်အမျိုးကြီးများတယ်ကျွန်တော်အများအားအများဟိုပါပေါ့ရန်လုံးပြည်နီးပါး ထောက်ခံဆန္ဒမဲ့ပြပေးမယ်ကျွန်တော်မိုးကုတ်ကြတော့ကျွန်တော်မစီးနိုင်ဘူးမိုးကုတ်ဖက်မှာမစီးနိုင်ဘူးဆိုတော့တောင်းကျန်းသူတွေရဲ့လွမ်းမိုးမှုတွေလည်းရှိတဲ့အခါကျတော့ကျွန်တော်မိုးကုတ်မှာရှုံတွေဒီတစ်ခါမိုးကုတ်ကရွက်ကောက်ပွဲမလုပ်ဘူးဆိုတဲ့အခါကျတော့ကျွန်တော်မှာအခွင့်အရေးအများကြီးရှိပါတယ်။ဘာပဲပြောပြုံးလေမျိုးကရှန်တိုင်းသားတွေအားလုံးကဒီတစ်ခါကျွန်တော်တွားရောက်တွေ့ဆုံ ထားပြီးသားအနေထားမှာတော်တော်လေးအားရှိပါတယ်အားလုံးကလည်းကျွန်တော်မဲပေးမယ်ဆိုပြီးတော့ပြောတော့တော်တော်လေးအားရှိပါတယ်မန္တလေးကရှမ်းတော်တော်များများလည်းကျွန်တော်မိတ်ဆွေတွေကျွန်တော်အမှုတွေတွေကျွန်တော်ရှင်းနေလုပ်ငန်းနဲ့အသင်းမဝမ်းကြောင်းပြီးတော့ကျွန်တော်နဲ့ဆက်ဆက်ရှိတဲ့ရှမ်းတိုင်းသားညီကိုမောင်တို့မှများပါတယ်မန္တလေးကကျွန်တော်တဝက်လောက်နိုင်ကိုပါဝဲပြီးတော့ကျွန်တော်တေချာပေါက်နိုင်ဖို့ရှိပါတယ်ခင်ဗျဒီတစ်ခေါက်ကတော့